အရွယ်ကောင်းနေတဲ့အချိန်မှာကုသတရားတွေကုချင်းတရားကောင်းမွန်မှုတွေမလုတ်ခဲ့ခြင်းကြောင့်ကုချင်းတရားကောင်းအောင်လည်းမလုတ်ခဲ့လုံးတဲ့လုံးထိုက်တဲ့ကုချင်းတရားတွေမလုတ်ခဲ့စီးပွားဥစ္စာလည်းမဆူဆောင်ခဲ့ဘူးနှစ်ဖက်စလုံးဆုံးနေတယ်သူ စီပွားဥစ္စာရှိရင်တစ်ဖက်ကတော်သေးတယ်လို့ပြောမှာကိုကစီပွားဥစ္စာလည်းမရှိဘူးကိုကျင်တရားဘက်ကလည်းအာကိုးစရာမရှိဘူးဘယ်ဘက်ကလှိလက်ကြည့်ကြည့်ဘာမှမရှိတော့သူ့မှာနှစ်ဖက်စလုံးဆုံးရှုံးနေတယ်အဲ့ဒီလိုရွေးရှိတုန်းကလှုပ်တဲ့လှုပ်ထိုက်တာတွေမလှုပ်လို့နှစ်ဖက်လုံးဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်ရဲ့အခြေအနေဟာဘယ်လိုရှိတော့ဆိုတော့ဥပမာနဲ့ပြောရင် စေနာကွန်ဆာဝါစာယန္တိခိနမစ္စည်းဝပန္နလေချိုးချာငှက်ကြီးတွေဆိုပြင်မှုကောင်းမြင်မှုပါလိမ့်မယ်နော်ချိုးချာဆိုငှက်တယ်ခြေရန်ရှိရှိနှုတ်သီးရှိရှိငါရှာပြီးတော့စားကြတယ်ဖြိုင်းနေလို့ကောင်းအဲ့ဒီမှာအိုင်တအိုင်ကိုအမိပြုတ်ပြီးတော့ချိုးချာတွေဟာတက်ရှင်ညာ အဲ့ဒီအိုင်ထဲကငါးရှာပြီးတော့စားကြတယ်အေးပြန်နိုင်တန်းနိုင်တော့ဒီအိုင်မှာရေခမ်းရင်နောက်တအိုင်သွားလို့ရဒီအိုင်မှာငါးကိုရင်နောက်တအိုင်ရွှေ့လို့ရအဲ့တော့ဒီဂျိုးချံငကြီးတွေကအိုမင်းလာပြီးတော့အတောင်တွေပဲကျွတ်လာတဲ့အခါကျတော့ဟိုအိုင်ကနေဒီအိုင်ကိုပြန်သားနိုင်ခြင်းရှိကြတော့အတောင်တွေကျွတ်ပြီးတော့ အသက်အရွယ်ကြီးလို့အိုမင်းလာတဲ့အခါလူကလည်းအကောင်ကလည်းအိုမင်းလာတယ်သူကျက်စားနေတဲ့အိုင်းထဲကလည်းငါးတွေကုန်လာတယ်မိုးခေါင်ရေရှားလို့ရေတွေခမ်းသွားပြီးတော့ငါလည်းမရှိတော့ဘူးနော်ငါလည်းမရှိတော့ဘူးကိုယ်ကလည်းတခြားအိုင်းကိုပြန်နိုင်ခြင်းမရှိတော့ဘူးဆိုတဲ့ဂျိုးချန်ငှက်တကောင်ရဲ့အခြေအနေလို့ဖြစ်နေပြီတဲ့အိုင်းဘေးနှခမ်းမှာပဲ ငါပြရမလားလို့ညှော်လင်းချက်နဲ့အဲ့ဒီနားမှာပဲတည်ဆုံးအောင်မှာပဲဖြစ်တယ်။တခြားလည်းမတော်နိုင်တော့။အဲ့ဒါချိုးချံငှက်လို့ပြောတာတော့ဒေသနာတော်အရာမြတ်စွာဘုရားထင်ရှားအောင်ပြောလိုက်တဲ့စကားပေါ့နော်။ဘယ်လိုဖြစ်ဖြစ်အခုလို့လုံနိုင်ကြိုင်နိုင်ဆိုလိုတဲ့အတိတ်ပဲအရော။အေး ငယ်ငယ်တုန်းကလည်းပစ္စည်းဥစ္စာတွေရှာမထားဘူးကိုချင်းတရားနဲ့ပတ်သက်ပြီးကုသကောင်မှုကလည်းဘာမှမရှိဘူးလှုပ်ထတာဘာတစ်ခုမှမရှိဘူးအသက်ရွယ်ကြီးလာတဲ့အခါကျတော့မလုံနိုင်တော့ဘူးစားစရာပတ်စံလည်းမရှိဘူးလုံလည်းမလုံနိုင်တော့ဘူးဆိုတဲ့အခါကျတော့သူများပေးသည်မြကျွေးသည်မြလေးနဲ့စားပြီးတော့တကူတော့ကမစုခင်မိတာမှားလိချင်းဆိုပြီးတော့ မိုင်းတွေးချပြီးတော့နေကြရတဲ့ဘုရားမျိုးရောက်သွားတယ်။အဲ့ဒါတတိပေးထားတာမြတ်စွာဘုရား။ဒီဘုရားမျိုးရောက်သွားနိုင်တယ်။ဒါကြောင့်မို့ဘုရားရဲ့တိုက်တွန်းလို့ရရပါတော့။မင်းတို့အရွယ်ရှိတော့ပစ္စည်းဥစ္စာရှာကြ။အရွယ်ရှိတော့ကိုချင်းတရားကောင်းအောင်ကြိုးစားထားကြ။အဲ့ဒါဆိုလို့ရှိရင်အသက်အရွယ်ကြီးလာတဲ့အခါမှာမျောလင်းချက်ကုံဆုံးသွားတဲ့ပုဂ္ဂိုလ်မဖြစ်ဘူးတဲ့။ ောလင်းချက်အကုန်ဆုံးသွားမှုဖြစ်တယ်။အဲ့တော့မြန်မာလူမျိုးတွေလည်းဒီစီးပွားကြိုးစားလုပ်ပြီးတော့အတုံးနဲ့အဖြုံဒီနှစ်ခုတည်တည်ချာချာစစ်စစ်ပြီးတော့ရတဲ့အချိန်လေးမှာစီးပွားဥစ္စာဆူဆောင်းသောတို့တို့တီးတီးမြတ်စွာဘုရားဟောတယ်လို့ပဲ။ ဆင်ញင်တုတ်တရားရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာမိသားစုဘဝမှာနေမဲ့ဆိုရင်တဲ့ကိုပိုင်ဆိုင်တာတွေကိုဘတ်ချက်မိသားစုဘတ်ချက်လေးပုံပုံထားလိုက်လေးပုံပုံထားပြီးတော့တပုံးကိုနေ့စဉ်စားတဲ့ထွဲမှာသုံးပါလေးပုံเนี่ยတပုံးကိုနေ့စဉ်အသုံးပြုတဲ့ထဲမှာသုံးပါ ကြံတဲ့တပုံကို emergency အတွက်သိမ့်တာပါခုရဲ့ဆိုဗန်အပ်တာပေါ့နော်ကြံတဲ့နှစ်ပုံကတော့လုပ်ငန်းကင်တာအတွက်တိုးပွားရအောင်ကြိုးစားပါဒါရသော်ဘုရားဟောတဲ့မိသားစုဘတ်ဂျက်လို့ခေါ်တယ်ဘုရားအဲ့လောက်ထီအောင်ဟောတာနော်ဆုံးမတာအဲ့လောက်ထီအဲ့ဒါဆိုလို့ရှိရင်အဲ့ဒါလို့ထားမယ်ဆိုပုဂ္ဂိုလ်ကနောင်ရေးအတွက်စိတ်အေးရတယ် အဲ့ဒါမလုပ်ဘူးဆိုရင်နောက်ရေးအတွက်စိတ်မရလုံးရှိတုံးတော့ဝေလေးပေါ်ပေါ်ရတဲ့အခါသုံးညနဲ့ဖြုံးရတယ်နောက်ရေးအတွက်ဘာမှမစင်စားဘူးနောက်လဲကြည့်နောက်စီပဲဆိုတော့နောက်လဲကြည့်နောက်စီဘာမှရှိဘူးမြောင်းနေချက်ကုံဆုံးတဲ့ဘဝမျိုးမြောင်းစီရဘူးကိုယ့်ကိုစွတ်စွတ်ဆောင်တော့နေထိုင်ရမယ်ထားရမယ်လို့ဆိုလိုတာက နောက်အနာခတ်အတွက်ကျွတ်တင်စီမံမှုဆိုပလန်ချရမယ်လို့ပြောတယ်။ဒါဖရာကိုယ်တိုင်ဟောထားတဲ့စကားပဲနော်။သဒုဒဝိပဇိဘောခိပဏိတောခရမဝတ္တံ။မြတ်စွာဘုရားဟောတဲ့ပါဠိနဲ့အဲ့လိုနေသွားမယ်ဆိုရင်နောက်တပူပါမှုတွေရှိတော့အေးစည်စည်ပဲဘဝတစ်ခုမှာလုတ်တဲ့နာရီလုတ်ပြီးတော့ ဝတစ်ခုမှလှုပ်တဲ့နာလှုပ်ပြီးတော့ဖြတ်တန်းသွားလာနိုင်တယ်ဘဝတစ်ခုဖြတ်တန်းနိုင်တယ်အဲ့တော့ဒီဆုံးမစကားဟာလူသားတွေအတွက်လည်းမတ္တမတ္တမိုးချီအလုံးအတွက်မတ္တမတ္တမိုးချီကိုလို့တဲ့နေ့အချိန်မှာလှုပ်ထားပါလို့ပြောနော်တရားကျင့်နိုင်တဲ့အချိန်မှာကျင့်ထားပါကုသကောင်းမှုတွေရအောင်လှုပ်ထားပါစီးပွားရေးဘက်ကလည်းပဲလှုပ်ထားပါလို့ကိုယ့်ရဲ့နောင်ရေးအတွက် မြော့မြော့တွေးပြီးတော့ချွတ်တင်ပြင်ဆင်မှုတွေလုပ်တာပါဖြီထိပ်ပဲပြော